ဒါဆိုဒုတိယဇန်သွားလို့ရအဲဒုတိယဇန်ဆိုရင်ဇန်နေက9မျိုးရည်တာလည်းရှိတယ်6မျိုးရည်တာလည်းရှိအဘိဓမ္မာရဲကတော့9မျိုးရည်ပြရေပုံရသုတ်တန်နဲ့6မျိုးရည်ပါအဲ့တော့ပထမဇန်နဲ့ဒုတိယဇန်ဘာကွာလဲဆိုရင်တော့ပထမဇန်ကဇန်က9ချက်နဲ့အလုံးလုံးဒုတိယဇန်ကျတော့ဒီနှစ်ခုဖြုတ်ပစ်ဝိတက်ဝိစာရဖြုတ်ပစ် ဘလို့ဖြောက်မလဲဘလို့ဖြောက်မလဲဆိုရင်ပထမဆုံးဇာနဲ့ဝင်စားလိုက်ရစိတ်ကိုတမာရဖြစ်အောင်တမာရအကောင်းဆုံးအချိန်နဲ့ရအောင်တော့ရောက်ပြီဆိုရင်စိတ်ကပျော်ပြောင်းသွားပြီလော်ပြီးဥပြီးတဲ့ရွှေလိုပဲလော်ပြီးဥပြီးတဲ့ရွှေဆိုတာအဲငြိအကျဲတဲ့ကင်းသွားချိုးခြင်းချိုးလို့ရတယ်ကောက်ခြင်းကောက်လို့ရတယ် ပြမသွားဘူးလက်ကျောလှုပ်ရှင်လည်းရတယ်လက်ဆက်လက်ကောက်လှုပ်ရှင်လည်းရအကုန်လုံးပျော့ပြောင်းနေတို့တူပဲအဲဈာမကြာကြာနေလိုက်လို့ရှင် စိတ်ကပျော့ပြောင်းသွားလှုပ်ရှင်ရရတဲ့သဘောရှိအဲ့တော့ဒီလိုလေးစင်ကြီးကအဲပထမဇန်ကနိဝရဏယံသူတွေနဲ့နေတယ်ဝိတဝိသရဆိုတဲ့ဇန်ငါရီကကြမ်းတမ်းနဲ့ကြမ်းတမ်းတဲ့အတွက်ကြောင့်ပထမဇန်ကအားနည်းတဲ့ဇန်ငါရှိတယ် ဝိတဝိစာရမရှိတဲ့ဝိတိဒုက္ခဧကဂတာ၃ပါးနဲ့ပြည့်စုံတဲ့ဒုတိယဇံကပုံញိန်သက်တယ်ဝိတိဒုက္ခဧကဂတာနဲ့ပြည့်စုံတဲ့ဒုတိယဇံကိုလို့ရှိတယ်အဲဒီစိတ်ကလေးနဲ့ပထဝီကတိုင်းဝင်ကြည့်ပထဝီကတိုင်းကြည့်နေလို့ရှိရင်ဒီဝိတဝိစာရဆိုတဲ့ဇံဇံကနှစ်ခုပြုတ်သွားတယ်ဇံက၃ခုပဲကျန် ယောဂီကဘာသိနိုင်လဲဆိုရင်တော့ပုံငြိမ်သက်တာပေါ့ပုံငြိမ်သက်တယ်ဒါတော့ထူးထူးခြားခြားသူသိနိုင်တယ်အပြောင်းလဲပုံငြိမ်သက်တယ်ဆိုတာမကောင်းတဲ့ကာရစီရနဲ့ကောင်းတဲ့အလွန်ကောင်းတဲ့ကာရစီကိုပြောင်းစီလိုက်တယ်လို့ဘာတော့ကာပဲတူတူပဲသို့သော်ငြိမ်ချောင်းမှုတွေအဲတက်တောင်းတက်တာရှေ့မှုတွေဒါတွေမတူဘူးပထဝီကတိုင်းတော့ပထဝီကတိုင်းမှာကြည့် ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာအင်္ဂါ၃ချက်ထင်းနဲ့အလုံးလုံးငားချက်မလို့တော့ဘာလို့တော့ကျွမ်းကျင်သွားအဲမကျွမ်းကျင်တဲ့အလုံးဆိုရင်တော့လူ၅ယောက်လုံးအောင်ပဲမင်းလို့ကျွမ်းကျင်သွားတဲ့အလုံးဆိုရင်လူ၅ယောက်မလို့တော့လူ၃ယောက်ထဲနဲ့လုံးလို့ရဝိတ္တနဲ့တင်ပေးစရာမလိုတော့ဘူးဝိစာရနဲ့သုံးသပ်နေစရာမလိုတော့ဘီတိအာယုံကိုနှစ်သက်တဲ့သဘောလေးရှိမယ်ဒုက္ခအာယုံကိုချမ်းချမ်းသာသာခံစားရတဲ့သဘောရှိမယ် ေခကတာတနည်းပြောတော့တမာတိတခုရီတော့အာယုံရှိနေတဲ့သဘောလေးရှိမယ်ဒီသုံးချက်ထဲနဲ့ဒီအာယုံမှနေနေတယ်ပေါ့ဒီသုံးချက်ရဲ့ဆွမ်းအားကြောင့်ဒီအာယုံမှနေနေတယ်ဒီသုံးချက်ရဲ့လောဟကိုဇန်လို့ခေါ်ပြီးတော့ဒီသုံးချက်ကိုတော့ဇန်အင်္ဂါလို့ဒီလိုပြောပါတယ်ဇန်ရဲ့အစိပ်ပိုင်းနေအဲ့ဒါဒုတိယဇန်လို့ခေါ်ထို့တူပဲဒုတိယဇန်နဲ့ဝတိပေါ်၅ပါး နိုင်အောင်ကျင့်အဲဝတိဘောငါးပါးနိုင်ပြီဆိုရင်ရပြီတတ္တယဇံကုတော့နော်အဲတတ္တယဇံကုကျင်ရင်ဒီပီတိလေးကိုထပ်ဖြောဖြောကျင်မလို့လုံးမလို့အရင်ဆုံးပထမဇံဝင်စားမမိနစ်ဆယ်မိနစ်ဆိုဒုတိယဇံကုလိုက်ရားထိုင်ပြီအဲဒုတိယဇံထိုင်လို့ကောင်းပြီစိတ်ကပျော့ပြောင်းပြီဆိုလို့ရှိရင် စင်ញံပေးရအကောင်လုံးတော့စိတ်နဲ့လှုပ်တာတရားထိုင်နေဆိုတာစကားနဲ့ပါးစပ်နဲ့ပြောရတာမဟုတ်ဘူးခန္ဓာကိုယ်နဲ့လှုပ်တာလည်းမဟုတ်စိတ်နဲ့လှုပ်ဘလို့စင်ញံရလဲဆိုရင်ဒုဒုတိယဇန်ကပထမဇန်ဆိုတဲ့ယန္တုနဲ့နှီးတယ်ဒုတိယဇန်လျှော့သွားပထမဇန်ရောက်သွားပထမဇန်ဆိုတဲ့ယန္တုနဲ့နှီးတယ် ပီတိကယုံရင်ကြံတန်းတဲ့အတွက်ကြောင့်ဒုတိယဇန်သည်အာနယ်ရဲ့ဇန်ကရှိတယ်။ဟောပီတိကယုံရင်ကြံတန်းတယ်။အေးခုနကဝိတဝိစာရနဲ့ဆိုင်တော့သူကမကြံတန်းဘူး။သို့တော်လည်းပဲအဲဒုတိယဇန်တတိယဇန်နဲ့ဆိုင်ယုံရင်ကြံတန်းတယ်။ဘာလို့ရောပီတိရှိနေ။အဲ့ဒီပီတိဆိုတာကစိတ်လှုပ်ရှားမှုရှိတယ်။ချမ်းသာတယ်စိတ်လှုပ်ရှားတယ် ဒုက္ခနဲ့တိတ်မတူဘူးဒုက္ခငြင်းငြင်းချမ်းချမ်းခံစားရပိတိဟာနည်းနည်းလေးလှုပ်ရှားတယ်ဘလို့လားတဲ့တူမလဲဆိုရင်အဲဘွဲရကသာကောင်းလေးတယောက်အဲသူကပျော်တဲ့အပြင်နည်းနည်းလှုပ်ရှားတယ်ဘွဲရတာတော့ဘွဲရတဲ့လူတွေအများကြီးတော်တော်ရကသာကောင်းလေးတွေကတော့နည်းနည်းစိတ်ဓာတ်လှုပ်ရှားတယ်ဒါလို့ရှိနိုင်တယ်အဲထို့တူပဲအဲအချိန်ကမှထိပေါက်ထားတဲ့ကောင်ချမ်းသာလာတဲ့ကောင်ဆိုရင် တထဲပြတာကြာပြီဖြစ်တဲ့လူတယောက်နဲ့နည်းနည်းကွာချားတယ်ပေါ့ခုမှချမ်းသာတဲ့ကောင်ကတော့နည်းနည်းစိတ်လှုပ်ရှားမှုလည်းရှိသူကြည့်ရတာမင်းငြိမ်မှုသူ့မှာလှုပ်ရှားမှုတွေရှိတယ်သူစိတ်ကနည်းနည်းကြမ်းတမ်းတယ်ဒီလိုပြောလို့ရဒါကြောင့်မလို့ပိဋိမရှိတဲ့တတ္တယဇံကပုံငြိမ်တတ်တယ်တတ္တယဇံကိုလိုရှိတယ် ဲ့လိုဆင်ញင်ပြီးတော့ခုနကအာယုံနမိတ်ကလေးပဲကြည့်အာယုံကတော့အတူတူပဲဒါဆိုရင်အပြောင်းလဲမှာကိုသိနိုင်တော့တော့ပုံညင်တတ်တယ်ပုံပြီးတော့ညင်တတ်သူဆင်ញင်တဲ့အထဲမှာပါတယ်လို့ပဲအဲစိတ်ထဲမှာတော့အချက်လက်နှစ်ခုနဲ့လှုပ်လှုပ်ဒုက္ခချမ်းချမ်းသာသာခံစားရတယ်လက်တွေ့တွေ့ကြုံခံစားရတယ် ခုနလိုစိတ်လှုပ်ရှားမှုတွေမရှိတော့ဧကကတာတခုရီသောအာယုံရှိဒီအချက်လက်နှစ်ခုအာယုံတစ်ခုစီကွဲမနေဧကကတာရဲ့ဆွမ်းအားကြောင့်တို့ဒီအာယုံမဲ့ယူကြစို့အဲ့လိုအဲ့တော့အဲ့ဒါဆိုရင် တတိယဇန်လို့ခေါ်ပါတယ်တတိယဇန်ပထဝီကတန်းအာယုံမှာ ပြောပြောရှင်ရှင်ခံစားနေပေါ့ဒုက္ခနဲ့ဧကကတ္တလိုနှစ်ခုဒီလိုအခြေအနေမျိုးမှာဆိုရင်တော့သူ့စိတ်ထဲမှာတော့ပြောပြောရှင်ရှင်မရှိနေတာဇာတွေကတော့ဥပမာတချို့ပေးပါတယ်အဲကြာပန်းနေပေါ့ရေပေါ်မှာမပေါ်ဘူးရေထဲမှာပဲရှိသေးတယ် ကြာရိုးတယ်ကြာရွက်တယ်ကြာပန်းတယ်ဒီပေါ်မှာမပေါ်သေးဘူးဆိုလို့ရှိရင်အဲ့ဒီကြာရိုးတယ်ကြာရွက်တယ်ရဲ့အစိပ်ပိုင်းအားလုံးဟာရေနဲ့ထိနေတာပဲရေနဲ့မထိခဲ့အစိပ်ပိုင်းဆိုတာတကူလဲတောင်မှမရှိပါဘူးထို့တူပဲဇံဝင်စားနေတဲ့ပုံကိုတယောက်ဟာချမ်းသာရင်းနဲ့ခန္ဓာကိုယ်မှာခံစားပြီးတော့နေတယ်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတိုင်းမှာ ချမ်းသာမှုတွေနဲ့ပြည့်နှက်နေအတဏျာလေးတောင်မှမချမ်းသာပါဘူးတက်တောင်တက်တာမရှိပါဘူးလို့ဒီလိုမရှိဘူးအလုံးတန်ချမ်းသာပါတယ်နော်ဒီလိုပြောပါတယ်အဲ့တော့တတ္တယဇံရပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ကျတော့စတုထဇံရအောင်တော့အဲစတုထဇံကျတော့ဇံရင်ကတော့နှစ်ပါးပဲတူတူပဲဒါပေမဲ့ဒုက္ခနေရာကို ဝေဒနာလည်းပြောင်းတယ်ခံစားမှုလည်းပြောင်းတယ်ဒုက္ခနေရာဥပ္ပခာဒီလိုပြောင်းပေးရဆိုင်ကတော့နှစ်ပါးပဲဒုက္ခနဲ့ဧကဂတမဟုတ်တော့ပဲနဲ့ဥပ္ပခာနဲ့ဧကဂတအဲ့တော့သရုပ်ဒဇံရခြင်းတဲ့ပုဂ္ဂိုလ်ကဘယ်လိုလော့อ่ะပထမဆုံးတရားထိုင်ပထမဇံဝင်စားဆိုင်က၅ချက်ရှိဆိုင်က၅ချက်ကနေဒုတိယဇံ ြောင်းလာဇန်ကသုံးချက်ပဲကျန်အဲဒုတိယဇန်နဲ့တခါတတိယဇန်ပြောင်းလာဇန်ကနှစ်ချက်ပဲကျန်တတိယဇန်ကျတော့ကောင်းကောင်းလေးလှုပ်လာတမာရီဖြစ်အောင်အဲတမာရီဖြစ်ပြီအယောင်လင်းနေရာလဲတောက်ပလာပြီဆိုလို့ရှိရင်စင်ញင်ပေးရဒီတတိယဇန်ဒီဒုတိယဇန်ဆိုတဲ့ရန်သူနဲ့နေတယ်အပြစ်မြင်တတိယဇန် ေဒုက္ခကယုံရင်ကြံတဲ့အတွက်ကြောင့်တတရဇံဒီအာနဲတဲ့ဇံကရှိတယ်ဥပ္ပခာဧကကတာနဲ့ပြည့်စုံတဲ့စတုဋ္ဌဇံကပုံမုံငြိမ်သက်တယ်ဥပ္ပခာဧကကတာနဲ့ပြည့်စုံတဲ့စတုဋ္ဌဇံကိုလိုရှိတယ်ဒီလိုဆင်းကြီးက